ကောင်းနော်ကျွန်တော်တို့ဒီနေ့ Adobe Illustrator သင်ခန်းစာတစ်ခုစားပါမယ်။အရင်ဆုံးကျွန်တော်ဆွဲထားတဲ့ဒီဇိုင်းလေးပေါ့နော်ဒီလာချန်းပုံစံမျိုးကိုကျွန်တော်တို့နမူနာထားပြီးတော့ဆွဲပါမယ်။ဒီလိုပုံစံမျိုးလာချန်းပုံစံမျိုးကိုဘယ်လိုမျိုးဆွဲမလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး Ellipse tool ကိုယူပါတယ်။ Keyboard ပေါ် Shift ရဲ့ Alt ရဲ့နှိပ်ပါ။လိုချင်တဲ့အတိုင်းအတာရောက်ပြီဆိုရင် mouse click ကိုအရင်လောပြီးမှ Keyboard ပေါ်က Shift ရဲ့ Alt ရဲ့ကိုလွှတ်ပါ။ ပြီးရနောက်ထပ်အဲ့ဒီ ellipse tool နဲ့ပဲအလေကနေပြီးတော့ဆွဲပါတယ်ဆွဲတဲ့အခါမှာ order လေးကိုနှိပ်ပြီးတော့ဆွဲပါတယ်ကိုလိုချင်တဲ့အနေအထားလေးကိုဆွဲပါတယ်ကျွန်တော်ကဒီတော့ပုံစံမျိုးလိုချင်တာဒီတော့ပုံစံမျိုးလိုချင်တာကိုကြိုက်တဲ့ပုံစံမျိုးကိုရပြီဆိုရင်တော့ black လေးကိုလွှတ်လိုက်ပါတော့ mouse ကိုအရင်လွှတ်ပြီးမှ keyboard ပေါ်က black ကိုလွှတ်ပါဒါကြောင့်ဒီကောင်တစ်ခုကိုပေါင်းပါမယ်အရင်ဆုံးကျွန်တော်ကဒီကောင်ကိုဘာလုပ်မလဲဆိုတော့ color လေးတစ်ခုထားခြင်းနဲ့ ဒါဆိုရင်ဒီနှစ်ခုကိုပေါင်းလိုက်ရပေါ့နော်ဒီအဝါရောင်ကနေပြီးတော့ဒီဒီအယောင်ပြန်လုံးရောင်ရောကျွန်တော်ကဖြတ်ထုတ်ရှင်တယ်သူ့ကို delete လုပ်ရှင်တယ်ဆိုရင်ဒီတိုင်း delete လုပ်လိုက်လို့မရအောင်နော်အဲ့ခါကျတော့ကျွန်တော်တို့ pass finder ဆိုတာအသုံးပြုပေးရတယ် pass finder မဟုတ်ဘဲနဲ့တခြားနည်းလမ်းလမ်းဆိုရင်လည်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါမှမဟုတ် pass finder ကြာတော့သူကဆရာကြီးကြာတယ်နော် pass finder ကိုအသုံးပြုတတ်ပြီဆိုရင်ပို့ပြီးတော့အဆင်ပြေတယ် အဲ့ကြောင့်မလို့ကျွန်တော် CS သုံးတဲ့လူတွေကြတော့ Pathfinder ပေါ့အဓိကအသုံးပြုရမယ် Pathfinder တကယ်လို့မရှိဘူးမမြင်ဘူးဆိုရင်တော့ window အနေနဲ့တော့ Pathfinder ဆိုပြီးတော့ရှိပါလား keyboard ပေါ်ဆိုရင် shift control D ကိုနှိပ်လိုက်ပါ Pathfinder ရောက်လာပြီဆိုရင်ကျွန်တော်တို့ minus friend ဆိုတဲ့အကောင်လေးကိုနှိပ်လိုက်ပါဒါဆိုရင် delete ဖြစ်သွားပါเนาะအဲ့နေရာမှာကျွန်တော်တို့ဒီကောင်ကိုမလုပ်လို့ရလဲဆိုတော့ object and group ခွဲပစ်လို့ရတယ်ဒါဒီဘက်တစ်ခုဒီဘက်တစ်ခု ဖြတ်သွားတဲ့အချိန်ကျွန်တော်ကနေပြီးတော့ဘာလုပ်လို့ရသလဲဆိုတော့ဒီကောင်ဥပမာပေါ့နော်ဒီကောင်ကိုကျွန်တော်က delete လုပ်ချင်တယ်ဆိုရင်လုပ်ပြလိုက်လို့ရတယ်တခါတည်းနော်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ design layer ရသွားရင်ဘာမှလည်းထူထူခြားခြားလည်းမဟုတ်ပါဘူးဒီတိုင်းနော်ဒါဆိုရင်အဲ crescent moon design layer ကိုကျွန်တော်ဒီနေရာမှာဆွေးပြတာပါနော်တကယ်ကျွန်တော်ဒီ Adobe Illustrator လေးလာရင်အချင်းအထောက်ကိုပြပေးလိမ့်မယ်လို့လည်းကျွန်တော်ယူကြည့်ပါတယ် 啊，阿亮、huh?，拜拜。